ဘလောက်မှန်မှန်ဘလောက်အကျိုးရှိရှိ ပြောသင့်တဲ့အချိန်ကြမှာပြောရတယ်မပြောသင့်တဲ့အချိန်ကိုမပြောရဘူးစောင့်နိုင်ရတယ်အောက်နိုင်ရတယ်တခါတလေကျတော့ကိုကမစောင့်နိုင်ဘူးမအောက်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာအထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းမြန်သွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့ကိုသိတာတွေကိုသိတဲ့အတိုင်းမပြောလိုက်ပါနဲ့ ကိုသိတာကိုသိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်။ရှိပါတယ်ဗျာ။မမှန်လို့မဟုတ်ဘူးနော်။မမှန်လို့မဟုတ်ဘူး။ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြဲပြန့်ပြန့်ပြောပါတယ်။ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေ။ကြီးရှုဆင်ခြင်၍ကြီးရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့။ရှင်ရှင်ရာဟုလာငငယ်လေးတုန်းကမြတ်စွာဘုရားဟောတာ။ चित्त တဲ့။မှန်ဟာဘာအကျိုးရှိလေတဲ့။ ကြည်ခြင်းအကျိုးရှိပါတယ်ဖေ။အဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုတ်စီမာလားအကုသိုလ်တွေမြန်ဖြစ်မာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုတ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစမှာလဲခဏလေးတွေးပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလားအကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ် ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင် နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်တာရှင်ရာဟုလာကိုဟောထားတာဒါတဲတော်ကောင်းတယ်နော်တခါကြီးမြားဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးဝတ္တကာရပုံနာဆိုတာကြားဘူးမှာပါ အဲ့ဒီပုံနာကြီးကမြတ်စွာဘုရားတိရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်။အရှင်ဘုရားတဲ့။တပည့်တော်ရဲ့အယူဆလေးကို ပြောပြရစေ။ပြောပါ။တပည့်တော်ရဲ့အယူဆကတော့မြင်နာကိုမြင်တဲ့အတိုင်းပြောတတ်တယ်။ကြားတာကိုကြားတဲ့အတိုင်းပြောသင့်တယ်။တွေ့တာကိုတွေ့တဲ့အတိုင်းပြောသင့်တယ်။သိတာကိုသိတဲ့အတိုင်းပြောသင့်တယ်လို့တပည့်တော်ယူဆပါတယ်တဲ့။ အပေါ်ယံကြည့်ရင်တော့တော်တော်ဟုတ်တယ်လို့ထင်ရတယ်။မြင်တာကို မြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောသင့်နေတဲ့။ဒီတော့မြတ်စွာဘုရားကလက်မခံဘူးဗျာ။ဓမ္မကြီးတွေလက်မခံဘူးနော်။မြင်တာကိုမြင်တဲ့အတိုင်းပြောသင့်တယ်ဆိုတဲ့စကားကိုလက်မခံဘူး။အဲ့ဒီတော့မြတ်စွာဘုရားကဘာအမိန့်ရှိလို့ဆိုတော့ဒကာကြီးတဲ့။မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်း သိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းတကယ်လို့ပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင်မပြောသင့်ဘူးလို့ငါယူဆတယ်တဲ့မှန်ပါဗျာနော်မြင်တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ကုသိုလ်တွေနည်းသွားမယ်အကျိုးတွေမဲ့သွားမယ်ဆိုရင်မြင်တဲ့အတိုင်းမပြောနဲ့မပြောပါနဲ့ဟုတ်လားမှန်ပါဗျာမြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမပြောလို့များ အကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းမယ်ဆိုရင်တော့အဲ့ဒါပြောလိုက်တဲ့မပြောလို့အကုသိုလ်များမယ်ဆိုရင် ပြောလိုက်မှန်ပါဗျာပြောလို့အကုသိုလ်များမယ်ဆိုရင် မပြောနဲ့မှန်ပါဗျာအဲ့ဒီတော့ဒီစကားလေးရဲ့အနှစ်ချုပ်ကဘာလဲဆိုတော့သေးသေးချာချာလေးစဉ်းစားပြီးတော့ပြောတဲ့မှ ပြောဆိုတဲ့အဓိပ္ပာယ်